မြင်ချင်းဘူးမင်းကလူတွေရှေ့မှာကြတော့တိတ်ကိုဟန်ဆောင်ကောင်းဘာမဖြစ်ဘူးချစ်ယူရင်မူသွားခဲ့အောင်တော့တွေကတိတ်ကိုထောက်စရီအေရီယာပြိတ္တများအတွက်ဒီတစ်ပတ်တင်ဆက်ပေးမယ့်အမှုပညာရှင်အကြောင်းကတော့ထုတ်လုပ်သူစာရေးဆရာ တေးရီတယုတ်ဆောင်အစိုးရဆန်းဆိုင်ခန့်နိုင်အကြောင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကနေပြီးတော့တောင်ကြီးသားဖြစ်တဲ့ဆန်းဆိုင်ခန့်နိုင်ကအမှုပညာလောကတဲ့ကို1996ခုနှစ်ကစတားဆန်မော်ရယ်အေဂျင်စီကတစဉ်မော်ရယ်တူးအင်းနဲ့စတင်ဝင်ရောက်ခဲ့ပါတယ်။ လောက်ကတော့တော့ရှုပ်တယ်စိတ်ကတော့နဲနဲပုတ်တယ်ကိုထမင်းကိုကိုဟာကိုစားပြီးရက်ွက်ထဲတင်းတွေလိုက်ပြီးအုပ်နှစ်ထောင်ခုနှစ်မှာချောကလက်ရောင်ရေခဲအိမ်မက်အဘန်ပထမဆုံးထွက်ရှိခဲ့ပြီးတော့ပရိသတ်အနေငယ်သာသိခဲ့ပါတယ်ဘဝဆိုတဲ့တခြင်းကိုအစစ်အဖွဲ့နဲ့တွဲပတ်သီးဆိုးခဲ့ပြီးတော့ပရိသတ်အားပေးမှုရရှိခဲ့ပါတယ်တခြင်းွေပေါင်း၉ခွေထွက်ရှိခဲ့ပြီးအားလုံးဟာအောင်မြင်မှုရရှိခဲ့ပါတယ်တတိယတက်ကကျော်ကြက်ကပြီရှင်ယူဝီတက်ရှင်တော့ နာဒီနာရဲ့တဲ့ပြစီကပြီးတော့ရုပ်ရှင်လောကထဲမှာလည်းဗီဒီယိုဇာတ်ကားပေါင်းများစွာအပြင်ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးထားပါသေးတယ်။ကိုဝိုင်ရုပ်ရှင်ထုတ်လုပ်ရေးအဖြစ် Franzo Production ကိုတည်ထောင်ပြီးတော့ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ပထောက်ကရဂီတာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသားဆက်ဆောင်စုရရှိခဲ့ပါတယ်။မကြခင်မှာပြင်ဆင်လက်မှုရုပ်ရှင်ယုံတင်တော့မှာပါ။ဂီတာစုတွေလည်းရရှိပိုင်ဆိုင်ထားခဲ့သူတူဦးဖြစ်ပါတယ်။မင်္ဂလာပါ ားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါရုပ်ရှင်ကိုကျွန်တော်တို့ဘုရားမှာပြရသေးပါဘူးကျွန်တော်တို့ရဲ့ပြိဋ္ဌာန်ကိုကျွန်တော်တို့ရဲ့ပြိဋ္ဌာန်ကိုအရင်ဆုံးပြတာဖြစ်ပါတယ် 2006ခုနှစ်တုန်းကစက်ကူငှက်ဆိုတဲ့ဝတ္ထုကို ပထမဆုံးရေးသားခဲ့ပြီးတော့ကျောင်းနှကောင်းစာပေကထုတ်ဝေကဒါရိုက်တာမိဘွားကရုပ်ရှင်စာရိုက်ခဲ့ပါတယ်ဒုတိယစာအုပ်ကိုတော့ကံကိုဆွဲရေးမုံတီချေမင်းရဲ့ကျဲဤမကျဲဤလို့နာမည်ပေးထားပြီးတော့2008ခုနှစ်မှာရေးသားခဲ့ပြီးကျောင်းနှကောင်းစာပေကပဲဖြန့်ချိခဲ့တာဖြစ်ပါတယ်